ူကရိန်းမှာတိုက်နေတဲ့စစ်ပွဲအတွက်ရုရှားကိုချွင်းချက်မရှိထောက်ခံမယ်လို့မြောက်ကိုရီးယားသမ္မတကင်ဂျုံအန်ကကြေပြုပြောကြားလိုက်ပါတယ်။၃နှစ်ကျော်ယူကရိန်းစစ်ပွဲအတွင်းမြောက်ကိုရီးယားဟာမော်စကိုရဲ့အကြီးအကဲမဟာမိတ်နိုင်ငံတစ်ခုဖြစ်လာခဲ့တာပါ။ရုရှားနယ်စပ်ကတ်စတေတာကယူကရိန်းတပ်ဖွဲ့တွေကိုမောင်းထုတ်ရမှာကူညီဖို့အတွက်တပ်ဖွဲ့ဝင်ထောင်ပေါင်းများစွာနဲ့လက်နက်ကွန်တိန်နာပေါင်းများစွာကိုရုရှားစီပေးပို့ခဲ့ပါတယ်။ရုရှားရဲ့ထိပ်တန်းလုံခြုံရေးအရာရှိဆာဂီရိုဂူးနဲ့ဗိုလ်ဒုံးတွေက တွေ့ဆုံရမှာကင်က ပြုံယန်းဟာရုရှားရဲ့နိုင်ငံသားကြီးမူဝါဒနဲ့ယူကရိန်းအရေးအပါအဝင်နိုင်ငံတကာနိုင်ငံရေးပြဿနာတွေအားလုံးအပေါ်ချွင်းချက်မရှိထောက်ခံကရုရှားနဲ့အတူရပ်တည်သွားမယ်လို့ပြောကြားခဲ့ကြောင်းကိုရီးယားဗဟိုသတင်းအေဂျင်စီ KCNA ကဖော်ပြပါရယ်ရုရှားဟာဖြစ်နေကြအတိုင်းမြင့်မြတ်တဲ့တရားမျှတမှုအရေးတိုက်ပွဲမှာတေချာပေါက်အနိုင်ရလိမ့်မယ်လို့မျှော်လင့်ယုံကြည်ပါကြောင်းကင်က KCNA ကိုပြောဆိုခဲ့ပါရယ်။နှစ်နိုင်ငံဆက်ဆံရေးကိုဆက်လက်ပြီးအင်တိုက်အားတိုက် တိုးချဲ့သွားဖို့နှစ်ဖက်သဘောတူကြကြောင်းလဲနိုင်ငံပိုင်သတင်းဌာနကဖော်ပြခဲ့ပါတယ်။ရုရှားနဲ့မြောက်ကိုရီးယားတို့ဟာအလုံးစုံစစ်ရေးသဘောတူညီချက်တရက်ကိုပြီးခဲ့တဲ့နှစ်ကလက်မှတ်ရေးထိုးခဲ့ကြပါတယ်။အဲ့ဒီအထဲမှာအပြန်အလှန်စစ်ရေးကူညီရေးစာပိုက်လဲပါဝင်တာပါ။အဲ့ဒီစာချုပ်ကိုရုရှားကောင်းဆောင်ဗလာဒီမာပူတင်နျူကလ িয়ার လက်နက်ပိုင်ရှင်မြောက်ကိုရီးယားကို ရှာရှာပါပါလာရောက်တဲ့အချိန်လက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်။ ရုရှားမှာဝင်ရောက်တိုက်ခိုက်ပေးခဲ့တဲ့အတွက်မြောက်ကိုရီးယားစစ်သား600ခန့်တေဆုံးခဲ့ပြီးနောက်ထပ်ထောင်ပေါင်းများစွာဒဏ်ရာရရှိခဲ့တယ်လို့နိုင်ငံရဲ့ထောက်လိုင်းဌာနကိုကိုးကားပြီးပြောကြားခဲ့တဲ့တောင်ကိုရီးယားလွှတ်တော်အမတ်လီဆောင်ကွမ်ရဲ့အပြောအရသိရပါဗျာ။ ယူကရိန်းမှာတိုက်နေတဲ့မော်စကိုရဲ့စစ်ပွဲအတွင်းသူ့တပ်ဖွဲ့ဝင်တွေကိုရုရှားမှာတတ်ဆွဲထားခဲ့ကြောင်းမြောက်ကိုရီးယားကပထမဆုံးအကြိမ်ဖြစ်ဧပြီလအတွင်းမှာဝန်ခံပြောကြားခဲ့ပါတယ်။တပ်ဖွဲ့ဝင်တွေတိုက်ပွဲအတွင်းသေဆုံးခဲ့ကြောင်းလည်းဝန်ခံပြောဆိုခဲ့တာပါ။တုံးကြီးတွေအပါဝင်အတော်အတန်များပြတဲ့စစ်လက်နက်တွေကိုနျူကလ িয়ার လက်နက်ပိုင်ရှင်မြောက်ကိုရီးယားကရုရှားရဲ့စစ်ရေးအတွက်ပေးပို့ခဲ့တယ်လို့တောင်ကိုရီးယားနိုင်ငံကဆွဆွဲပြောကြားခဲ့ပါတယ်။ ရှိုဂူရဲ့ခီးစဉ်ဟာ၃လမပြည့်မီအချိန်အတွင်းပြုံယမ်းကိုဒုတိယအကြိမ်လာရောက်လဲပတ်တာဖြစ်ပါတယ်။တောင်ကိုရီးယားအမေရိကန်ပြည်ထောင်စုဂျပန်နဲ့တခြားရှစ်နိုင်ငံပါဝင်တဲ့ဗတ်စုံပိတ်ဆို့တန်ခတ်မှုတွေစောင့်ကြည့်ရေးအုပ်စုကရုရှားနဲ့မြောက်ကိုရီးယားဆက်ဆံရေးဟာတရားမဝင်ကြောင်းပြောဆိုပြီးအရင်ဘက်ကရှုံချပြောဆိုခဲ့ကြပါသေးတယ်။ အမြောက်မျိုးမျိုးအတွက်အမြောက်ဆန်တွေနဲ့အတွဲလိုက်ပြစ်ဒုံးပြစ်စင်တွေအတွက်ဒုံးကြီးတွေကိုတန်းကိုမြောက်ကိုရီးယားကရုရှားလန်လွင့်ထူထားတဲ့ကုန်တင်တင်မောတွေနဲ့မြောက်ကိုရီးယားကရုရှားကိုပြီးခဲ့တဲ့နှစ်ကပေးပို့ခဲ့တယ်လို့အဲ့ဒီအုပ်စုရဲ့အပြောအရသိရပါတယ်။အပြန်အလှန်အနေနဲ့ရုရှားကမြောက်ကိုရီးယားစီလေကြောင်းကာကွယ်ရေးလက်နက်တွေနဲ့လေရင်ပြစ်ဒုံးကြီးတွေကို ပေးအပ်ခဲ့တယ်လို့ယုံကြည်ရကြောင်းအဲ့ဒီအုပ်စုကပြောပါတယ်။ ကင်နဲ့ရှိုဂူတို့တွေ့ဆုံခဲ့ကြတဲ့နေ့ဟာမြောက်ကိုရီးယားရဲ့မဟာရန်သူတောင်ကိုရီးယားရဲ့သမ္မတတဲ့လီဂျင်မြောင်းကျန်းတစ္ဆာဂျိန်ဆိုတဲ့အနေနဲ့တရက်ထဲဖြစ်ပါတယ်။ဗိုလ်တုံးတွေကသူရတူရယူတဲ့အခမ်းအနားမှာလီကမြောက်ကိုရီးယားနဲ့တွေ့ဆုံဆွေးနွေးပါမယ်လို့ကတိပြုပြောကြားခဲ့ပါတယ်။ဒါဟာသူ့ယင်ရန်လိုတဲ့သမ္မတယွန်းဆွေယိုးရဲ့လမ်းကြောင်းကနေသူ့ရတာခွဲထွက်လာတာဖြစ်ပါတယ်။ယွန်းလက်ထက်မှာနိုင်ငံဆက်ဆံရေးနှစ်ပေါင်းများစွာအတွင်းအဆိုးရွားဆုံးကိုကြာဆင်းသွားခဲ့ရတာပါ လီကတောင်ကိုရီးယားအနေနဲ့မြောက်ကိုရီးယားရဲ့နျူကလ িয়ার နဲ့စစ်ရေးရန်စမှုတွေကိုဟန်သားသွားမှာဖြစ်ပြီးတစ်ချိန်တည်းမှာကိုရီးယားကျွန်းဆွယ်ငြိမ်းချမ်းရေးတည်ဆောက်နိုင်ဖို့ဆက်သွယ်ရေးလမ်းကြောင်းတွေဖွင့်လှစ်ပြီးတွေ့ဆုံဆွေးနွေးရေးနဲ့ပူးပေါင်းဆောင်ရွက်ရေးတွေကိုပြုလုပ်သွားမယ်လို့ပြောကြားခဲ့ပါတယ်။လီကျန်းတစ္ဆာကျင်းဆိုးတဲ့တဲ့ရင်ကို KCN တွေကကြာသာရင်းနေမှာစာကြောင်းနှစ်ကြောင်းနဲ့သာတရင်ဖော်ပြခဲ့ပြီးလီရဲ့တွေ့ဆုံဆွေးနွေးရေးကိစ္စပြောဆိုချက်တွေပေါ်တုံ့ပြန်ပြောဆိုတာမပြုခဲ့ပါဘူး။ ။ KCN သတင်းဌာနရဲ့ကြာသာရေးနီးကဝေဖန်သုံးသက်ချက် ဆောင်ပါမှာမော်စကိုနဲ့ပြုံရန်ကြားဆက်ဆံရေးကိုပြင်သစ်သမ္မတအီမန်နျူရယ်မက်ခရွန်ရဲ့အမျှော်မြင့်နေတဲ့မှတ်ချက်စကားတွေဟာထိတ်လန့်တုန်လှုပ်နေတဲ့အတိတ်ပဲမဲ့စကားတွေသာဖြစ်တယ်လို့တိုက်ခိုက်ပြောကြားခဲ့ပါဗျာ။ ဝေဘန်သုံးသက်သူချိုဂျူဟွန်ရဲ့ဝေဘန်သုံးသက်ချက်ဆောင်းပါးဟာစင်ပူမှာကျင်းပမဲ့ရှန်ဂရီလာဆွေးနွေးပွဲမကြသေးခင်ကပြောကြားခဲ့တဲ့ပြင်သစ်ခေါင်းဆောင်ရဲ့မှတ်ချက်စကားတွေကိုတုံ့ပြန်ရေးသားထားတာဖြစ်ပါတယ်။ယူကရိန်းမှာဖြစ်ပွားနေတဲ့စစ်ပွဲကိုမြောက်ကိုရီးယားကစစ်သားတွေဆဲလို့နေတာကိုရပ်တန့်ဖို့တရုတ်ကမြောက်ကိုရီးယားကိုပို့ပြီးဖိအားပေးတာမျိုးမလုပ်ရင် နေတိုးကာကွယ်မဟာမိတ်အဖွဲ့အနေနဲ့အာရှမှာပါဝင်ပတ်သက်လာနိုင်တယ်လို့မက်ခရွန်က အကြံပြုပြောကြားခဲ့တာဖြစ်ပါတယ်။ DBRK နဲ့ရုရှားကြားပူးပေါင်းဆောင်ရွက်တဲ့ဆက်ဆံရေးကိုရမယ်ရှာပြီးနေတိုးအဖွဲ့ရဲ့ရန်လိုကောက်ချစ်တဲ့ရီမန်းချက်ကိုဖုံးကွယ်ကာအာရှပစိဖိတ်ဒေသမှာနေတိုးစစ်ဖက်တွေနဲ့ခြေချလာဖို့မက်ခရွန်ကထင်မြင်နေတယ်ဆိုရင်အဲ့ဒါဟာအမှားပါပဲလို့ဆောင်းပါကမြောက်ကိုရီးယားနိုင်ငံရဲ့တရားဝင်အမည်ဒီမိုကရက်တစ်ပြည်သူ့သမ္မတကိုရီးယားနိုင်ငံ DPRK ကိုအုံပြုပြီးပြောကြားသွားခဲ့ပါတယ်။ လူ့သောမီဒီယာကိုဆက်လက်ရည်တည်နိုင်ဖို့ပရိသတ်တွေထောက်ပံ့ပေးမှာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့်မြစီမ TV YouTube Channel မှာမြန်မာဝင်ပြည်ချင်းကိုကူညီနိုင်ကြောင်းလည်းအသိပေးထိတ်ခေါ်လိုက်ပါစေ။